လေလင်းတရိစံတွေကိုကြည့်ရှုစောက်ရှောက်ထားတဲ့ပလဲမြတာတရိစံစောက်ရှောက်ရေးကိဟရဲ့၄ချိန်မြောက်ရန်ပုံငွေပွဲကိုဇန်နဝါရီ၄ရက်လွတ်လပ်ရေးနေ့မနက်၁၇နာရီကနေညနေ၅နာရီအထိကံတော်ကြီးမျိုးစင်ကျောင်းမှာပြုလုပ်ခဲ့ပါဗျ။အဲ့ဒီရန်ပုံငွေပွဲမှာဇေယျောင်းပွဲတော်အပြင်နမဲကျော်အစိုးရရဲ့ဖျော်ဖြေမှုတွေလည်းပါဝင်သလိုခွေးချစ်သူတွေကလည်းသူတို့ရဲ့ခွေးရည်နဲ့အတူပါဝင်ခဲ့ကြပါဗျ။

တရိတ်ဆန်ချစ်သူတွေကလည်းကိုပိုင်တရိတ်ဆန်လေးတွေကိုခေါ်လာကြပြီးအမှတ်တရပစ္စည်းကလေးတွေဝယ်ဂိမ်းတွေလည်းဆော်ရင်နာမည်ကြီးဆိုတော်တွေရဲ့သချင်းလေးတွေလည်းနားထောင်ရဖို့စီစဉ်ထားတာကိုလည်းတွေ့မြင်ရပါတယ်လေလွင့်တရိတ်ဆန်တွေကိုကြည့်ရှုစောက်ရှောက်ဖို့လဝါပေးတာကိုအပေါ်အလုံးလို့မြင်သူတွေရှိပေမဲ့မိမိကတော့ပလဲမြစ်တာတရိတ်ဆန်ရှောက်ရှောက်ရေးကေရမှာစေနာဝင်နဲ့လုပ်ပေးရတာပိုပျော်မိတယ်လို့မမျက်စုမွန်ကပြောပါတယ်တချို့ရဟိုလိုမဲ့ဟိုမိမမဲ့တမဲတွေပါပေါ့မဲ့တရားလုံးကြတယ်ပေါ့ကွေးလေးရစားလူရတော့ လုံးမရကိုပြောရင်ပုံနဲ့ထားရပလဲမြတာတိရစ္ဆာန်ဆောက်ရှောက်ရေးဂေဟာကိုလွန်ခဲ့တဲ့9နှစ်ကလေးကတည်ထောင်ခဲ့တာဖြစ်ကလမ်းဘေးလေလွင်တိရစ္ဆာန်တွေကိုဆောက်ရှောက်ပေးနေတဲ့နေရာဖြစ်ပြီးရွှေပေါက်ကံမြို့နယ်ဘာလာကျွရမှာတည်ရှိရလို့သိရပါတယ်။ဂေဟာမှာပြည်သူဆောက်ရှောက်ထားတဲ့တိရစ္ဆာန်အကောင်ရေအတွက်180ကျော်ရှိရလို့သိရပါတယ်။ဒီတဲ့ရင်ကိုစံထွင်ညူပြူကစုစံနေရွှေပေးပို့တာဖြစ်ပြီးကျမအီလင်ကတင်ဆက်တာပါ။